ငလင်ကျောင်းမန္တလေးတိုင်းတရားဥမှာလူနေရဝင်းကျင်တည်ဆုံခဲ့ရပြီးတိုက်ပြက်တွေကြားရှင်ကြံသူရှိဖို့မတိချတော့ဘူးလို့မျိုးခန့်တူကအမတ်ပီကိုပြောပါရယ်။ငလင်လောက်ကပ်ပြီး9ရက်မြောက်နေ့အထိတရားဥမျိုးကိုကုညီကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိလာတာမျိုးမရှိတဲ့အတွက်ကိုထူကိုထစနစ်နဲ့ရှာဖွေကယ်ဆယ်ရေးတွေလှုပ်ဆောင်ခဲ့ရတယ်လို့တည်ဆုံအလောင်းတွေကိုလည်းချက်ချင်းတကြိုခဲ့ရတယ်လို့တရားဥမျိုးကန်တူကပြောပါရယ်။ အဲကျွန်တော်တို့တက်ပေါ်လေးပါညာတော့အနေငယ်ကြံကောင်းကြံနိုင်ပါတယ်အဲ့ဒါလေးလည်းကျွန်တော်ကေစရေးဖွဲ့လို့တော့ဆက်ပြီးတော့တူးနေတာမျိုးတွေတော့တွေ့တယ်ဗောနော်အသက်ရှင်တဲ့ဟာမျိုးတော့ရှိတော့မှမထင်ဘူးခင်ဗျာတော့မဖြစ်နိုင်တော့ပါဘူးနော်ငလင်လုံပြီး6ရက်မြောက် AB2 ရက်မနေ့ကမှသာတဒေါင်းမျိုးကိုငလင်ကေစရေးအဖွဲ့တွေရောက်ရှိလာပြီးရှာဖွေကေစရေးတွေလက်ရှိအချိန်ထိလှုပ်ဆောင်နေတယ်ဆိုပေမဲ့တူးဖို့မှုတွေအတွက်ဆက်ရန်တရားတွေလိုအပ်နေပြီးအရေးပေါ်စေဝါနဲ့ယာယီနေထိုင်ရေးတဲတွေလိုအပ်နေဆဲဖြစ်တယ်လို့ဆိုပါတယ် အဓိကကတော့မြို့ရဲ့လမ်းမတော်ပေါ့နော်လမ်းမတော်လမ်းမတော်ကျွန်တော်တို့အရင်ဒီ ဘယ်လိုပြောမလဲရွှေစဲဦးကားကိတ်လမ်းဟောင်းပေါ့နော်ရွှေစဲဦးကားကိတ်ရှိတဲ့လမ်းပေါ့လမ်းမတော်ခေါ်တာအဲ့လမ်းမတော်ရဲ့ဘယ်ညာတွေအားလုံးထီတယ်ပြီးရင်ဒီမြို့ရဲ့ဈေးကိုသွားတဲ့လမ်း၃လမ်းရှိတယ်အဲ့၃လမ်းရဲ့ဘယ်ညာတွေလည်းအကုန်လုံးထီပါတယ်အဲ့တော့လိုလည်းပြောရတော့အဲ့လမ်းမတော်ရဲ့ဈေးသွားတဲ့၃လမ်းဘယ်ညာကတော့အကုန်ထီတယ်လို့တော့ပြောလို့ရပါတယ်အကောင့်တိုင်းဂျန်တာနည်းနည်းပဲအကောင့်တိုင်းဆိုတာလည်းအကောင့်တိုင်းဂျန်တာမပြိုပဲဂျန်တာပေါ့နော်ဒါတွေလည်းဆက်နေလို့တော့မရတော့ပါဘူးအဲ့လိုမျိုးခြေနေဖြစ်သွားပါတယ်အဲရာခိုင်နှုန်းနဲ့လိုလည်းပြောရတော့မြို့ရဲ့80ရာခိုင်နှုန်းလောက်ကိုပြင်စီတယ်လို့ပြောလို့ရပါတယ်မြို့ရဲ့ဒီအနောက်ဘက်ခြမ်းလမ်းမတော်ရဲ့နောက်ဘက်ခြမ်းမှာလည်း ကွက်ကြားပေါ့เนาะတော်တော်ပြူတာလေးတွေလည်းရှိပါတယ်ကျွန်တော်တို့နည်းနည်းလေးမျိုးတိတ်ပြီးတော့နည်းနည်းလေးတိတ်မဖြစ်တာဆိုရင်ကျွန်တော်တို့တရားဝမျိုးစေယုံကြီးပေါ့เนาะပြည်သူစေယုံကြီးနားပဝန်းကျင်တော့အထီးကန်နည်းနည်းတော့နည်းပါတယ်အဲအဲ့ဘက်ပဲချမ်းပဲနည်းနည်းလေးဒီဒီဘက်ချမ်းကတော့နည်းနည်းလေးများတယ်ဒီဘက်ချမ်းလက်မတော်နာရောက်လာလေးများလေးပါပဲလက်မတော်နာကတော့အဆိုးဆုံးပါပဲဗျာမလ28ရက်မွန်လွဲပိုင်းမှာမန္တလေးမြို့နယ်မိုင်20ကျော်အကွာစကိုင်းနယ်ကိုဗဟိုပြုပြီးအင်အား9.9ရစ်တာစကေးရှိတဲ့ ငလင်နဲ့နောက်ဆက်တွဲငလင်တွေလှုပ်ခတ်ခဲ့ရမှာသကိုင်းပြည့်ရတရှောင်းနဲ့အနီးအနားဒေသတွေအခုလိုထိခိုက်ပျက်စီးသေဆုံးမှုတွေရှိခဲ့တာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအပေါင်းရင်ငလင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့စီးရင်တွေအရာငလင်ကြောင့်နိုင်ငံတော်သေဆုံးသူ3000ကျော်ရှိလာနေပြီးထိခိုက်ဒဏ်ရာရသူ9000နီးပါးရှိလာနေခဲ့ကပျောက်ဆုံးနေသူ900ခန့်ရှိနေခဲ့တာဖြစ်ပါတယ်။